ော်မုန်းထက်ညီးများပေါ်စားသုံးပေးသင့်တဲ့အစားအစာ၅မျိုးအားလုံးပဲမင်္ဂလာပါ Dan Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခန္ဓာကိုယ်တဲကဟော်မုန်းထက်တွေညီးများနေစေဖို့စားသုံးပေးသင့်တဲ့အစားအစာ၅မျိုးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်ဟော်မုန်းတွေဟာခန္ဓာကိုယ်တဲကသတင်းအချက်အလက်တွေကို cell tissue နဲ့ဂလင်းမျိုးစုံစီကိုပို့ဆောင်ပေးပြီးဘယ်အချိန်ဘာလို့ရမလဲဆိုတာပြောပြပေးနေတဲ့ဓာတုသတင်းပို့ဆောင်သူတွေဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဟော်မုန်းအမျိုးအစားအများကြီးရှိပြီးတစ်ခုနဲ့တစ်ခုလိုက်ရောညီထွေးစွာရှိနေပါတယ်။ဟော်မုန်းတစ်ခုမျှခြေမညီတော့တာနဲ့ခန္ဓာကိုယ်အတွင်းကဟော်မုန်းအားလုံးပြဿနာတက်တော့ဒါပါပဲ။ကျန်းမာရေးအကောင်းဆုံးအခြေအနေမှာရှိပြီးနေလို့ထိုင်လို့ကောင်းနေဖို့အတွက်ဟော်မုန်းတစ်ခုစီတိုင်းကသူ့အလုပ်သူမှန်မှန်ကန်ကန်လုပ်နေဖို့လိုပါတယ်။ဒါပေမဲ့ဟော်မုန်းမညီမျှခြင်းရဲ့အကြီးကအကြောင်းအရင်းကတော့ကိုယ်စားနေတဲ့အစားအသောက်တွေနဲ့ ဘဝနေထိုင်မှုပုံစံကြောင့်မှာပဲဟော်မုန်းညီမျှနေဖို့အတွက်အ धिक အရေးကြီးတာကတော့ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရဖြစ်မဲ့အစားအစာတွေကို စားဖို့ပါပဲဒါကြောင့်အခုဗီဒီယိုမှာခန္ဓာကိုယ်ထဲကဟော်မုန်းတွေညီညွတ်မျှတနေစေဖို့အတွက်စားပေးတဲ့အစားအစာ၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ဂေါ်ဘီမျိုးနွယ်ဝင်ဟင်းသီးဟင်းရွက်များအက်စထရိုဂျင်ကိုဟော်မုန်းတွေရဲ့ဗျင်မားလို့တင်စားခေါ်ဝေါ်ကြပါတယ် ဒါပေမဲ့ခန္ဓာကိုယ်ထဲမှာအက်စထရိုဂျင်ပမာဏများလာရင်အမျိုးသမီးတွေယာတီသွေးလာချိန်မှာပိုပြီးလေးလံကြိုက်ခဲတာယာတီမလာခင် ဝေဒနာခံစားရခြင်း PMS ပိုဆိုးလာတာတာမန်မဟုတ်တဲ့ပုံစံနဲ့ကိုယ်အလေးချိန်တက်လာတာဝက်ချံပေါက်တာစိတ်အပြောင်းအလဲမြန်တာနဲ့တအိမ်ကြွက်သားနည်းရံတွေထူလာတာစားတဲ့လက္ခဏာရက်တွေကိုမြင်ရနိုင်ပါတယ်ခန္ဓာကိုယ်ထဲမှာပိုနေတဲ့အက်စထရိုဂျင်တွေကိုရှော့ပြေးဖို့နီလန်တစ်ခုကတော့ ဂေါ်ဘီမျိုးနွယ်ဝင်ဟင်းသီးဟင်းရက်တွေကို ပိုစားပေးဖို့ပါပဲအဲ့ဒါတွေကတော့ပန်းမုံလာစိမ့်ဂေါ်ဘီတော်ဂေါ်ဘီပန်းမုံညင်းစိမ့်မုံလာဥဖြူနဲ့တရုတ်မုံလာတို့ပဲဖြစ်ပါတယ်ဒီဟင်းသီးဟင်းရက်တွေမှာ industry carbino ဆိုတဲ့ဓာတ်ပေါင်းပါဝင်လို့ခန္ဓာကိုယ်ထဲက estrogen တွေကိုယိုနေသွားအောင်လုပ်ပြီးနိုင်ပါတယ်ဒီလိုဂေါ်ဘီမျိုးနွယ်ဝင်ဟင်းသီးဟင်းရက်တွေကဟော်မုန်းပမာဏပြန်လည်ညီမျှသွားအောင်လုပ်ပြီးနိုင်ပါတယ် တဲ့ကောင်တိုင်းရိုက်နဲ့ဆက်ဆက်တဲ့ပြဿနာတွေရှိနေတယ်ဆိုရင်တော့ဒီဟင်းသီးဟင်းရက်တွေကို မစားခင်တေချာချက်ပြုတ်ပေးဖို့အပြင်တင်းဆရာဝန်းနဲ့တိုင်းမင်းဖို့လည်းအရေးကြီးပါတယ်။နံပါတ်2ကျမော်ရေးနဲ့ညီညွတ်သောအစီများ healthy fats ဟော်မုန်းတွေဆိုတာက တကယ်တမ်းတော့ကိုလက်စထရောနဲ့ဖွဲ့စည်းထားတာပါ။ကျမော်ရေးနဲ့ညီညွတ်တဲ့အစီကိုလုံလောက်တဲ့ပမာဏစားနေရင်ကျွန်တော်တို့ခန္ဓာကိုယ်ကလုံလောက်တဲ့ကိုလက်စထရောကိုထုတ်လုပ်ပေးပါတယ်။ အခွန်မာတီးများအစိအဆန်များတဘာဝအတိုင်းချက်လုတ်ထားတဲ့စီကျူးနဲ့အစိများတဲ့ငါးတွေကရတဲ့ကျမရင်းနဲ့ညင်ညွတ်တဲ့အစိတွေကို စားပေးဖို့အရေးကြီးပါတယ်ဒီအစားအစာတွေမှာ omega 3 fatty acid နဲ့ omega 6 fatty acid တို့ပါဝင်ပါတယ်ဒီလိုမဖြစ်မနေလိုအပ်တဲ့ fatty acid တွေခန္ဓာကိုယ်ထဲမှာချိုးတက်နေရင်ဟော်မုန်းမညီမျှမှုဖြစ်လာနိုင်ပါတယ်ဒီ fatty acid တွေက ခန္ဓာကိုယ်တွင်းကရောင်ရမ်းမှုတွေကိုတတ်တာစေပြီးယာတိမလာမီဝေဒနာခံစားရခြင်း PMS ကိုလည်းတတ်တာစေပါတယ်။နံပါတ်3အမြင်ဓာတ်ကျွဲဝသော အစာအစာများ fibers အမြင်ဓာတ်ဟာကျွန်တော်တို့ခန္ဓာကိုယ်ထဲက estrogen တွေကိုတဘာဝအလျောက်အစိပ်ဖြစ်ပေးပါတယ်။အမြင်ဓာတ်ကကျွန်တော်တို့ရဲ့ဥထဲမှာရှိတဲ့အကျိုးပြုပိုးမွှားတွေဖြစ်တဲ့ microbiota တွေကိုအစာကျွေးပေးပါတယ်။ ကျန်းမာနေတဲ့ microbiota တွေဟာဟော်မုန်းလှုပ်ဆောင်ချက်တွေအပြင်ဇီဝဖြစ်စဉ်တို့နဲ့ဆက်ဆက်နေတဲ့အတွက်အမြင်တက်ကဟော်မုန်းကိုတွယ်ဝိုက်သောနီးနဲ့အကူအညီပြုပေးပါတယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်အစာအသောက်မှာလုံလောက်တဲ့အမြင်တက်ပါအောင်စားပေးဖို့ကလည်းအရင်အရေးကြီးပါတယ်။အမြင်တက်ကနှစ်မျိုးရှိပါတယ်။ပျော်ဝင်နိုင်တဲ့အမြင်တက်နဲ့မပျော်ဝင်နိုင်တဲ့အမြင်တက်တို့ဖြစ်ပါတယ်။ ပြောဝင်နိုင်တဲ့အမြင်တတ်ဆိုတာကတော့အုတ်ကြုံမုံမုံရောစပါပဲတော့ရှိငပြောသည်ပဲမျိုးစောမုံလောင်ဥနီဖယုံသည်အာလူကစုံဥစားတဲ့အတီးအနံတွေမှာတွေ့ရတဲ့အမြင်တတ်ဟာပြောဝင်နိုင်တဲ့အမြင်တတ်ဖြစ်ပါတယ်ပြောဝင်နိုင်တဲ့အမြင်တတ်ကအက်စထရိုဂျင်မြင့်တက်နေမှုကိုရှော့ချပေးနိုင်ပြီးဥတဲကအကျိုးပြုတဲ့ပိုးမွှားတွေဖြစ်တဲ့မိုက်ခရိုဘိုင်ယိုတာကိုအားဖြည့်စေလို့ ခန္ဓာကိုယ်အတွက်အရေးကြီးပါတယ်။နောက်ထပ်အမြင်ဓာတ်တစ်မျိုးဖြစ်တဲ့မပြောဝင်နိုင်တဲ့အမြင်ဓာတ်ကိုတော့ကြုံကြံအခွန်မာသီးများပဲမျိုးစုံဂေါ်ဘီပန်ပဲသီးစိမ့်နဲ့အစိမ်းရောင်အရွက်များ စားတဲ့ဟင်းသီးဟင်းရွက် တွေမှတွေ့ရပါတယ်။မပြောဝင်နိုင်တဲ့အမြင်ဓာတ်ကလည်းဟော်မုန်းညီမျှအောင်ထိန်းပေးတဲ့နေရာမှာအထောက်အကူပြုပါတယ်။ဒါကြောင့်ဟော်မုန်းညီမျှအောင်ထိန်းဖို့အတွက်အမြင်ဓာတ်ကျွဲဝါးတဲ့အထပ်ပါအစားအစာတွေကိုစားသုံးပေးသင့်ပါတယ်။ နံပါတ်၄အယောင်ဆောင်သော အသည့်အနှံများအယောင်ဆောင်သောအသည့်အနှံတွေဆိုတာကတော့ဘယ်ရီသည်များတင်းမော်သည်တရက်သည်ဇီးသည်ရွှေဖယုံသည်ပဲသည်မုံလာဥညီတို့ကဲတော်သောအယောင်မျိုးစုံပါသောဟင်းသည်ဟင်းရွက်တွေကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုအယောင်ဆောင်တဲ့ဟင်းသည်ဟင်းရွက်တွေမှာပေါ်လီဖီနိုလစ်ဓာတ်ပေါင်းတွေနဲ့အန်တီအောက်ဆီဒန့်တွေကျွဲဝါစွာပါဝင်ပါတယ်ဒီဓာတ်တွေက ခနာကိုယ်တဲကရောင်ရမ်းမှုတွေကိုတိုက်ထုတ်ပြီးနိုင်ပါတယ်။ဟော်မုန်းမညီမျှခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုက ရောင်ရမ်းမှုဖြစ်တဲ့အတွက်ဒီဓာတ်တွေဟာရောင်ရမ်းမှုတွေကို တားဆီးပေးနိုင်ပြီးဟော်မုန်းညီမျှအောင်ထိန်းပြီးနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီလိုအယောင်ဆောင်ရှိတဲ့အသီးနှံတွေကိုတနေ့ဘယ်နှမျိုးစားဖြစ်နေလဲဆိုတာသတိထားကြည့်နေဖို့အရေးကြီးပြီးတတ်နိုင်သလောက်များများစားပြီးသင့်ပါတယ်။နံပါတ်5 ဟင်းခတ်အမွေးအကြိုင်များနဲ့ဈေးဖောက်ဝင်အပင်များဟင်းခတ်အမွေးအကြိုင်တွင်နဲ့ဈေးဖောက်ဝင်အပင်တွင်မှာနာမကျန်းမှုတွေကိုကုသနိုင်စွမ်းရှိတယ်လို့အိန္ဒိယရိုးရာဈေးကျန်းတွင်မှာဆိုထားပါတယ်ဒီဖက်ကဈေးသူတေသနာတွေကလည်းဒီအရာတွေရဲ့အယောင်ချစေနိုင်တဲ့ဂုဏ်သတ္တိနဲ့ဟော်မုန်းညီမြအောင်ထိန်းပေးနိုင်တဲ့အာနိသင်တွေကိုအတီးပြူပေးထားပါတယ်လေလာမှုတွင်အများဆုံးလုံနေကြတဲ့ဟင်းခတ်အမွေးအကြိုင်တွင်နဲ့ဈေးဖောက်ဝင်အပင်တွေကတော့ နတ်နွင်ငရုတ်ကောင်းချင်းကြက်သွုံပြူကုံကူမန်အက်ရှွာဂန်ဒါစမုံပြူကံမုံမိုင်းပန်းချောင်းနဲ့ပင်စိမ့်တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဟင်းခတ်အမွေးအချိုင်တွင်နဲ့ဆေးဖဝင်အပင်တွေကအာနိသင်အရန်ပြင်းနေဆိုတာကိုတော့တိထားသိပါတယ်။ဓာတွေကိုစားလို့ရောင်ရမ်းမှုကိုကြားစေတယ်ဆိုပေမဲ့အဟာရဓာတ်တွေကိုပါရှော့ချပစ်တာပါ။ဒါကြောင့်အလွန်အကျွံစားမိရင်တခြားရောဂါဝေဒနာတွေဖြစ်လာနိုင်လို့ ထိမ့်သိမ့်ပြီးဟင်းချက်ရာမှာပမာဏအနည်းငယ်သာထည့်စားပေးတာမျိုးလုပ်လို့ရပါတယ်။အခုပြောသွားတဲ့အစားအစာတွေကိုပုံမှန်ကြိုးဆိုင်ပြီးစားပေးသွားမယ်ဆိုရင်တော့ဟော်မုန်းဓာတ်ညီမျှကျန်းမာစွာနေထိုင်သွားနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့ဟော်မုန်းညီမျှဖို့စားသုံးပေးတဲ့အစားအစာ၅မျိုးအကြောင်းကို ကျန်းမာရေးဘူးတုဒရရစရာအဖြစ်သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှလည်း လူချင်းမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘောသူရရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပြီးပါအောင်ခင်ဗျကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသော ကျန်းမာရေးဆိုင်ရာအကြောင်းအရာများသည်ဆရာဝန်တွေ ကိုတိုင်တီးဖြတ်ထားတဲ့တီးကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိษွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ် Dan Medical Mistake YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mistake Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။